တာဂေတာမြို့နယ်နဲ့ဒဂုံစိတ်ကမ်းမြို့နယ်တို့မှာလူလေးဦးထံကနေစိတ်ကြွဆေးပြားတွေနဲ့ဆေးဆောက်တွေစက်တင်ဘာလ17ရက်နေ့ကဖမ်းဆီးရမိခဲ့တယ်လို့ရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျ။စက်တင်ဘာလ17ရက်နေ့ကတာဂေတာမြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူတွေဟာတာဂေတာမြို့နယ်ရှေ့ရက်ကနဝရက်6လမ်းထိပ်မှာတွေ့ရှိတဲ့တင်ငွေနဲ့အောင်ကြုံမျိုးဆိုတဲ့အမျိုးသားနှစ်ဦးကိုတားဆီးစစ်ဆေးခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီလိုစစ်ဆေးတဲ့အခါမှာတင်ငွေလက်ထဲမှာစိတ်ကြွဆေးပြားလေးပြားသိမ်းဆင်းရမိခဲ့ကဆက်လက်စစ်ဆေးချက်အရာတာဂိတမြို့နယ်ရှိရွက်ကနဝရခွန်းလမ်းမှာနေထိုင်တဲ့မင်းမင်းလက်ဆိုသူရဲ့နေအိမ်ကိုဝင်ရောက်ရှာဖွေခဲ့ရမှာစိတ်ကြွဆေးပြား132ပြားကိုထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်အဲ့ဒီနောက်မှာတော့စစ်စစ်တွေ့ရှိချက်တွေအရဒကုံစိတ်ကမ်းမြွနယ်64ရပ်ကွက်ကျော်သူဆိုသူရဲ့နေအိမ်ကိုဆက်လက်ရှာဖွေခဲ့ရနေနောက်ဘက်ကန်အတွင်မှာစိတ်ကြွယူသူဆေးပြား4800ပြား ဆေးကြောက်989ဒသမ8ဂရမ်ကိုတင်စီရမိခဲ့တယ်လို့သိရပါဗျ။အဲဒါကြောင့်သူတို့လေးဦးကိုသက်ဆိုင်ရာမြို့နယ်အသီးသီးမှာမူးယစ်ဇေဝနဲ့စိတ်ကိုပြောင်းလဲစေတတ်သောဇေဝများဆိုင်ရာဥရေပုံမှန်နဲ့အမှုဖွင့်အရေးယူဆောင်ရွက်မှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့လည်းသိရပါဗျ။